အောင်လအစံရဲ့ကစားသမားဘဝနောက်ဆုံးထုတ်သက်မဲ့ပွဲစီစဉ်အတွက်ဖိုက်ကတ်ကိုချပြလိုက်ပါပြီ။ဒီပွဲစီမှာဆိုလို့ရှိရင်အောင်လအစံရဲ့ပွဲကတော့နောက်ဆုံးပွဲဖြစ်တယ်လို့သိရပါတယ်။တွဲဆိုင်ကတော့စုစုပေါင်း9ဦးထိရှိလာမှာဖြစ်ပြီးတော့အောင်လအစံရဲ့ပွဲကတော့ဒါတွဲဆိုင်နံပါတ်10မှာရှိနေကြတာလည်းဖြစ်ပါတယ်။အောင်လအစံအနေနဲ့ကတော့ဒီပွဲကသူ့ရဲ့ကစားသမားနောက်ဆုံးပွဲအနေနဲ့လုံးဝကြီးညာထားပြီးပဲဖြစ်ပါတယ်။ ပြီးတော့သူ့အနေနဲ့ဒီပွဲမှာလည်းအကောင်းဆုံးထိုးသက်သွားမှာဖြစ်တဲ့အတွက်ဆိုရှယ်မီဒီယာမှာယခုလိုမျိုးတင်လာခဲ့ပါသေးတယ်။နည်းနည်းလေးရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့ပထမအချိန်နဲ့တင်လုံလုံကြီးပါဝါပြင်းနဲ့အရန်ကြီးဖွင့်ထိုးတဲ့ပုံစံမျိုးထက်ဆိုင်ရင်ပထမအချိန်မှာနည်းနည်းလေးအကဲဆက်မယ်ပြီးလို့ရှိရင်တော့တယောက်နဲ့တယောက်ဒါဟာတော့ထိချက်တွေစရတော့မယ်ဆိုပြီးယခုလိုမျိုးတဆင်ချင်းစီပြောပြခဲ့တာပါဒီတော့ကြောင့်မလို့ဒီပွဲကိုတော့အစောပိုင်းကနေအထမြန်လိုက်မယ်လို့ကျွန်တော်စိတ်ထဲမှာ မမြင်မိတော့ပါဘူး။အလန့်ဆန်းကတော့အားလုံးသိကြတဲ့အတိုင်းပါပဲ။2016 2019ခုလမှာဆိုရင်မြန်မာပြည်ကို MMD ဆိုတဲ့အကစားကိုစတင်ပြီးတော့မိတ်ဆက်ပေးခဲ့တဲ့ကစားသမားပဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ World Championship မှာမြန်မာကစားသမားနေရာတွေမှာနေရာယူသွားတယ်ဆိုတာကလည်းအလန့်အဆန်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အလန့်အဆန်းလမ်းဖြောက်ပေးမှုတွေကြောင့်လည်းဆိုရင်မမှားပါဘူး။ ဘလိုပဲနေနေလက်ရှိချိန်မှာတော့အွန်လိုင်းဆန်းကတော့အသက်ရွယ်အဖြစ်ဆိုရင်40ကျော်လာပါပြီ။သူ့အနေနဲ့နီးပြဘဝမှာဆိုလို့ရှိရင်လည်းတိုင်းနာတစ်ခုထိဒါအတိုင်းနာတစ်ခုထိကိုရောက်ရှိနေပြီလို့သိရပါဗျ။သူ့အနေနဲ့ပြန်ပွက်တွေမှာလည်းနီးပြအနေနဲ့ပါလိုက်ပါဝင်ရံတာတွေလည်းတွေ့ရပါဗျ။သီဥဆောင်ဆွေပြည့်စင်နဲ့ဟေဝင်ရန်ကိုစစ်ဆက်မင်္ဂလာပွဲဂုံပြူပါတီမှာဝိုင်ကိုမတက်တောက်ခိုင်းတဲ့ဆိုကဆရာကြီးဦးမြတ်ခိုင်ကတော့ပြစ်တင်ရှုတ်ချခဲ့တယ်လို့သိရပါဗျ။ လူစင်းရဲတွေတောက်တယ်လို့မျိုးမတ်တက်ကြီးတောက်ခိုင်းတာဒါကတော့မဖြစ်သင့်ပါဘူးကျွန်တော်တို့ကလူငယ်တွေမဟုတ်ဘူးလူကြီးတွေပါပြီးတော့လဲစာနေခြင်းဆရာတွေပါလူကိုမလေးစားလို့ထိုးရင်တော့အခုလိုမျိုးမတ်တက်ကြီးတောက်ခိုင်းတာကတော့ကျွန်တော်တို့စာနေခြင်းသမားတွေကိုမလေးစားရကြတယ်လို့ကျွန်တော်တို့ဂုံတိတ်ခါကိုလည်းထိခိုက်စေတယ်လို့ဦးမြက်ခိုင်ကပြောဆိုခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လဲဆိုမြတ်သူစားမရင်းနေရရင်းနေကြောင်ဘူချုပ်အစင်အထိအကြောင်းကြား၍ဆရာဦးမြက်ခိုင်ကိုပါနားချပေးဖို့အတွက်အကူအညီလိုက်တောင်းနေတာလည်းသိရပါတယ် ထွန်းနှပညာသတင်းတပုတ်အနေနဲ့စာပြေဟောပြောပွဲမှာအိမ်ငိုက်နေတဲ့မေအုဆိုအားရုပ်ရှင်သရုပ်ဆောင်စစ်သူမောင်းကိုအတူယူဖို့အတွက်ဒေသဆရာဦးမြတ်ခိုင်ကတိုက်တွန်းပြောဆိုခဲ့တာပါစာဆရာကြီးအတွေ့အကြုံနဲ့ရင်ဆိုင်နေရသောဘဝများဆိုတဲ့ခေါင်းစဉ်အဖြစ်စာပြေဟောပြောပွဲကျင်းပရာမှာနိုင်ငံအခက်ခဲဖြစ်နေတဲ့မင်းအုပ်စိုးကအင်္ဂိုင်နေခဲ့တာကြောင့်ဘေးနားမှာရှိတဲ့ရုပ်ရှင်သရုပ်ဆောင်စီတူမောင်ကိုအတူယူရန်အတွက်မင်းအုပ်စိုးကိုအခုလိုမျိုးပြန်လည်ပြောဆိုခဲ့တာပါ။ စီတူမောင်ကိုကြည်ပါဘလောက်တောင်မျိုးချစ်စိတ်တဲ့နိုင်ငံကိုချစ်တဲ့စိတ်တဲ့လဲဆိုတာဩခကြည့်ရင်တော့မှမြန်မာဟုံးမိတ်ပဲကြည်တာဆိုပြီးပြန်လဲပြောဆိုခဲ့တာပါ